ော့ဆိုလိုတာစစ်တမ်းပြိုင်ကောက်မလားမရက်ကြီးအထဲထဲလို့ရောက်နေတဲ့ယောက်ျားတွေ ਨੇ မရက်ငယ်အထဲထဲလို့ရောက်နေရကောင်တွေဘသူပုံများလဲဆိုတာစစ်တမ်းကောက်မလားမရကြီးဆိုတာမျိုးကလေဒေါသအလျောက်ထဲလိုက်ပင်မဲ့မင်္ဂလာပါရှင်ခုခေတ်မှာတွေ့ရအများဆုံးလူမှုရေးပြဿနာတွေထဲမှာဖောက်ပြန်မှုတွေကနေနောက်ဆက်တွဲအကျိုးရလဒ်တွေကိုပညာရှင်ရှင်းနေအမကဒီဗီယိုလေးရဲ့မှာတတိပေးပြောဆိုထားပါဗါးလေးကိုမိတ်ဆွေများလည်းပူးပူးကြရအောင်လို့တင်ဆက်ပေးလိုက်ပါတယ်နော် ကျမပါလေမရငယ်ဒုက္ခပေးလို့အထဲရောက်နေတဲ့ကောင်တွေကိုမနှဲပြန်ထုတ်ထားရတဲ့အမှုလိုက်အတွေ့အကြုံတွေအများကြီးရှိတယ်။သိလား။သိကျင်တော့အမှုရဲ့လာဖက်နော်။အဲ့လိုအမှုတွေအများကြီးကျမမနှဲကယ်ထုတ်ခဲ့ရတဲ့အမျိုးသားတွေအများကြီးကယ်ထုတ်ခဲ့ဘသူတွေကကယ်ပြီးရလဲသိလား။မရကြီးတွေကပဲသူ့ယောက်ျားကိုသူတို့ပြန်ကယ်နေရတာ။အဲ့တော့မရငယ်ရဲ့ဘာလုတ်ပိုင်ခွင့်ရှိလို့လို့ဆိုသွားပြီးစိတ်မခေါ်နဲ့เนาะတကယ်တကယ်အချုပ်ထဲရောက်ဝင်ထောင်ထဲရောက်ဝင်အဲ့ရှိနေနေရောက်မှာမဟုတ်ဘူးเนาะ အဲ့ရှိနေတဲ့စကားကိုယုံပြီးဘာမှလုံးလုံးမရအောင်ဆိုရင်နေတဲ့လူတွေပဲရောက်သွားတာအဲ့တော့မိငယ်ငယ်တို့ကဘယ်လိုဆမရေကျွန်တော်ကဲပါအောင်ကျွန်တော်တို့ပြဿနာတွေတက်နေပြီဆိုရင်ကဲကဲရတဲ့ငနေသားတွေအများကြီးရှိတယ်နော်ဒီ TikTok account ထဲမှာရှိတဲ့အဲ့ပုံကိုတွေဒါမဲ့တို့ကအမှန်တရားအတိတရားရပါ යි ပေါ့နော်အဲ့တော့ဆိုလိုတာစစ်တမ်းပြိုင်ကောက်မလားမရကြီးအထဲထဲလို့ရောက်နေတဲ့ယောက်ျားတွေ ਨੇ မရငယ်အထဲထဲလို့ရောက်နေတဲ့ account တွေဘသူပုံများလဲဆိုတာ စတန်ကောက်မှာမရကြီးဆိုတာမျိုးကလေဒေါသအလျောက်ထဲလိုက်ပင်မဲ့လေလက်ထိတ်နဲ့သူ့ယောက်ျားအချုံထွက်နိုင်လို့မျက်ရည်တွေဖြန်ញင်ကြပြီးတော့မှယောက်ျားတစ်ခါနှစ်ခါခေါင်းမခွေလိုက်ရအောင်ချက်ချင်းကြည်အေးပြီးချက်ချင်းချုပ်တရထုတ်ပြီးတာမရကြီးကမရငယ်ကလေရော်ကြီးပေးမှ ရော်ကြီးမပေးရင်အဲ့ကောင်အချုပ်တရမထွက်ရအောင်လောင်းမလားနော်အဲ့တော့ကျွန်မကိုယ်တိုင်ရော်ကြီးပေးပြီးတော့မှ ထုတ်ခဲ့ရတဲ့သူတွေအများကြီးရှိတယ်ဒါက privacy ရမပြောပြเสียမလို့လို့ဒါမပြောပြတာ တော့ခေါင်းထဲကိုလေ knowledge ပဲထည့်ပါကိုယ့်ရဲ့ follower တိုးဖို့အတွက်ကိုယ့်ကိုလူကြည့်များဖို့အတွက်ကိုယ်စေလီဖြစ်ဖို့အတွက်ကိုသူများတခါရဲ့နှလုံးသားတွေသူများတခါရဲ့အုံနောက်တွေနဲ့အသုံးမချပါနဲ့အစင်မပြေဘူးရှင်သိလားကျွန်တော်တို့ရှေ့နေဆိုတော့ကပညာရှင်ဆိုတဲ့အနေနဲ့ရက်တည်နေရ follower နဲ့ရက်တည်နေရမဟုတ်ဘူးအဲ့တော့အမုန်းခံပြီးကျွန်မဘာလို့ပြောနေလဲဆိုရင်မရောက်တဲ့ဒုက္ခတွေရောက်ကုန်မှာဆိုလို့ သူတို့စကားတွေကိုယုံပြီးတော့မှမဖြစ်တဲ့နိုင်ဖြစ်မှာဆိုလို့ကျွန်မအမုန်းခံပြီးပြောပြနေတာเนาะတောင်းတောင်းကျွန်မအပေါင်းနေဆိုပြောနေပါလို့ပြောနေရလဲမဟုတ်ဘူးကျွန်မကျွန်မ TikTok တွေကလူလို့ကျွန်မမိသားစုလို့သဘောထားတယ်အဲ့တော့အမှန်တရားကိုသိစေခြင်းနဲ့ဥပဒေရဲ့အမှန်တရားကိုသိစေခြင်းနဲ့เนาะအာဘာဖြစ်တယ်ညာဖြစ်တယ်မပြောနဲ့ဥပဒေကဒါကိုပြဌာန်းနိုင်ဒါကိုပဲပြောဘယံပြလိုက်ကိုယ့်ရဲ့ခံစားချက်တွေကိုယ့်ရဲ့ emotional တွေရောပြီးတော့လေပြောစရာမလိုတလို့လူဘိန်းကြိုက်လေပြောစရာမလိုဘူး နကိုရီးယားမှာလေကျမတို့တွေကစာဖတ်အားအရန်နဲကုန်ပြီစာဖတ်အားအရန်နဲကုန်တဲ့အထက်မှာဥပဒေစာအုပ်ဆိုရင်ဘယ်သူမှမဖတ်ချင်ဘူးရှေ့နေတွေတောင်မဖတ်လို့ဒီလိုမျိုးကြီးဗယံမတားကြီးပြောနေကြတာနေမှာเนาะအဲ့တော့ကျမတို့နောက်ဆုံးကျမပြောချင်တာကလေ request လုပ်ချင်တာရှေ့နေတွေပြောချင်စာဖတ်ပြီးမှပြောပါစာအုပ်တွေဝယ်ပါပြီးကို့ဂျူဒီကုတ်တံမိုးထားပါလူမရုပ်ပေါက်သွားလားကျေးဇူးများကြီးတင်ပါတယ် ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်မိတ်ဆွေတို့ကရောဒီဗီဒီယိုလေးကိုကြည့်ပြီးရောဘာတွေများဘူးတရားရရှိလဲဘယ်လိုများထင်မြင်ချက်ပေးခြင်းလဲဆိုတာကွန်မန့်လေးတွေမှာရေးပေးခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှင်